ပဲခူးတန်းဒေသကြီးတွင်ငလျင်တန်းကြောင့်သေဆုံးသူ44ဦးနှင့်ဒဏ်ရာရရှိသူ234ဦးရှိတယ်လို့သိရပါတယ်။ပဲခူးတန်းဒေသကြီးအတွင်းငလျင်တန်းကြောင့်ထိခိုက်ပျက်စီးသေဆုံးမှုအနေနဲ့ကနအူးစင်းများအယဖျားစေတီ81စုဘုံတော်ကြီးကြောင့်186ကြောင့်စာတင်ကြောင့်92ကြောင့်အခြားဘာသာရေးကြောင့်15ကြောင့်ဌာနဆိုင်ရာအဆောက်အဦ200အခြားအဆောက်အဦး289ခုလူနေအဆောက်အဦး1936လုံးနဲ့နန္ဒထအချို့ထိခိုက်ပျက်စီးခဲ့ပြီးသေဆုံးသူ44ဦးနဲ့ဒဏ်ရာရရှိသူ234ဦးရှိတယ်လို့သိရပါတယ်။ ဧပြီလ10ရက်နေ့ကအမျိုးသားတဘာဝဘေးအနေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းသည်ပြည်ထောင်စုဝန်ကြီးများကာကွယ်ဦးစီးချုပ်ရုံးမှတက်မတော်ရရှိခြင်းများဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ဗိုလ်ထိုင်းစာကြီးတို့တွားရောက်ကငလင်တန်းချောင်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေအနေများပြန်လည်ပြုမြင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ငလင်တန်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူများအားကျန်းမာရေးဆောင်ရှောက်ပေးနေမှုကြီးစုစစ်ဆေးပြီးလိုအပ်သည့်များကိုလမ်းညွှန်မှကြားခဲ့ကြောင်းသိရပါသည်။ နာဆာကဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်တမိုင်းဝင်နန်းတော်ဦးလောကမာရစိန်စီတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီးစီတော်ကြီးစိန်ဖူးတော်ငှက်မျက်နာတော်အပါအဝင်ပြူကြပြက်စီမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးစဉ်တောင်ရှိသူများကစီတော်ကြီးပြူကြပြက်စီမှုအခြေအနေကိုရှင်းလင်းတင်ပြရာစီတော်ကြီးသည်တမိုင်းဝင်စီတီတော်ဖြစ်သည့်အတွက်ရှေးမှုမပြတ်မူလားလျာများအတိုင်းစနစ်တကျပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုအပိုင်းအလိုက်ဆောင်ရွက်ရန်မှကြားခဲ့ပါသည်